2020ရွေးကောက်ပွဲကိုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကအကြီးအကျယ်အနိုင်ရပြီးနောက်စစ်တပ်ကအကြမ်းဖက်အာဏာသိမ်းလိုက်ပါတယ်။အဲ့ဒီနောက်မှာဖမ်းဆီးထိန်သိမ်းခံလိုက်ရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့လည်းလူမြင်ကွင်းကနေပြောက်ွယ်ခဲ့ရပြီးစိတ်ထင်သလိုဆွဆွဲထားတဲ့အမှုပေါင်းများစွာနဲ့ရင်ဆိုင်ရကနှစ်ရှည်ထောင်တန်းတွေချခံထားရတာဖြစ်ပါတယ်။အခုတော့ခေါင်းဆောင်နှုတ်ကိုစစ်ကောင်စီလက်အောက်ခံတရားသူကြီးတွေက အမှုစစ်နေတဲ့တရခွင်ရုပ်သားမှတ်တမ်းတစ်ခု ထွက်လာပါတယ်။ဒီမှတ်တမ်းဖိုင်ဟာ2022ခုနှစ်ဩဂုတ်လ22ရက်နေ့နဲ့ဒီဇင်ဘာလ12ရက်နေ့တို့မှာနေပြည်တော်ချုပ်ထောင်တွင်တရားရုံးမှာဂျုံချင်းကိုတက်ရောက်နေတဲ့ရုပ်သံလို့သိရပြီးဖော်ပြလာတာကတော့ Britain Guardian သတင်းဌာနဖြစ်ပါတယ်။ဒီရုပ်သံမှတ်တမ်းဟာစစ်ကောက်စုက2021ခုနှစ်မတ်လမှာဖော်ပြခဲ့မှုတဲ့ဒုံဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ရဲ့ဓာတ်ပုံတွေ ပြီးရင်အခုမှသာအစ်တဖန်ထပ်မြင်ရတဲ့ရုပ်သံဖိုင်ဖြစ်ပါတယ် အာနာသိမ့်ပြီးလင်းနှစ်ကျော်အတွင်းမြင်ကွင်းမှာပျောက်ွယ်ခဲ့တဲ့လူထုခေါင်းဆောင်တွေကိုဒါဟာပြည်သူတွေကဒုတိယထပ်မြင်ခွင့်ရခဲ့တဲ့မြင်ကွင်းဖြစ်ခဲ့ပြီးလူမှုကွန်ရက်သတင်းစာတွေပေါ်မှာတော့ဒုံဆန်းစုကြည်ကိုချစ်ကြတဲ့ပြည်သူတွေဟာဝမ်းနဲ့ကြေကွဲမှုတွေကိုဖော်ပြနေကြပါတယ်လေလာသူတို့ရဲ့အဆိုအရအခုမြင်ကွင်းရုပ်တံဟာစစ်ကောင်စီကထင်သလိုဆွဆွဲထားတဲ့အမှုပေါင်းများစွာနဲ့ထောင်တန်း18နှစ်ချမှတ်ခံထားရတဲ့ကာလလို့ဆိုပါတယ်။အဲဒီနောက်2022ခုနှစ်နှစ်ကုန်ပိုင်းမှာလူဒုမိခင်ဟာအမှု16ခုရဲ့စွဲချက်တွေနဲ့ ထောင်ဒဏ်33နှစ်ဖြစ်သွားပါတယ်။တမရဥဝင်းမြင့်လည်းထောင်ဒဏ်12နှစ်ဖြစ်သွားပါတယ်။အခုလိုအမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူမှုခေါင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများဟာ Guardian သတင်းဌာနသို့ပြည်သူ့ရင်ခွင်အဖွဲ့မှတဆင့်ပေါက်ကြားလာကြောင်းဆိုပါတယ်။တပ်တွင်းဖျက်သည်ထမရရှိခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ယခုမှတ်တမ်းနဲ့ပတ်သက်ယူလဲပြည်သူ့ရင်ခွင်အဖွဲ့ကဖြည့်ရှင်းရမှာတော့ပြည်သူ့ရင်ခွင်ဟာ2021ခုနှစ်ကတည်းကပြည်သူနဲ့ရပ်တည်ပြီး တပ်နဲ့ရဲကစွန့်ခွာလူသူတွေကိုအခုချိန်ထိကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းဖြစ်ပြီးတပ်တွင်းဖျဲသီးများစွာထံမှသတင်းရယူနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုတွေကတပ်တွင်းဖျဲသီးစီကရခဲ့တာဖြစ်ပြီးကင်ကိုလည်းသတင်းမတင်ခင်အစောကြီးကတည်းကပြပြီးသူ့စီကခွင့်ပြုချက်လဲယူထားတာပါသတင်းထဲမှာလည်းသူ့မှတ်ချက်တွေပါပါတယ်မွေးနေနာနီးမှာတင်ဖို့ဆုံးဖြတ်တာကတော့ Guardian သတင်းစာဘက်ကဖြစ်ပါတယ်။ဒါကလည်းနိုင်ငံတကာအာရုံစူးစိုက်မှုပိုရဖို့ပါ။ ကင်ပြောထားသလိုအမေစုကိုနေအကျယ်ချုပ်မှာဘဲလို့နိုင်ငံတကာကထင်နေကြတာတွေရှိတာကိုမဟုတ်ကြောင်းတက်တည်ပြတာပါဒီသတင်းတက်နိုင်ဖို့ဆောင်ရွက်ခဲ့တာလက်ချီကြာမြင့်ခဲ့ပါပြီးပြည်သူများတန်တရာရှင်းဖို့တင်ပြရခြင်းဖြစ်ပါတယ်ခင်များဟူ၍ဒီနေ့မှာပဲရှင်းလင်းထားပါတယ်ဒုံဆန်းစုကြည်ရဲ့အကျဉ်းတောင်တွင်နေစဉ်နေထိုင်မှုမှတ်တမ်းများတွင်သူမဟာတနစ်တာမှာမနေ့၄နိုင်30မိနစ်အချိန်မှစတင်ကည၈နိုင်30မိနစ်တွင်ပြီးဆုံးတယ်လို့ဖော်ပြထားပါဗျ။ ဒုံဆန်းစုကြည်ဟာမနေ့ပိုင်းတနင်္ဂနွေကျော်တရားထိုင်ပြီးညနေတိုင်းလေးကြိမ်ခန်းအဖြစ်အခန်းတွင်းလမ်းလျှောက်ကြောင်းနေ့စဉ်ပရိသတ်ကြောင်းသိရပါတယ်။မှတ်တမ်းတစ်ခုမှာတော့နေ့လယ်စာအဖြစ်ထမင်းနှစ်စွန်းစားတယ်၊ကြက်သားငါးတလုံးဟင်းကျူ၊ချောကလက်နှစ်ခု၊ငကမောက်သီးအနှဲငယ်တို့ကိုစားသုံးကြောင်းပုံမှန်အဖြစ်ဒုံဆန်းစုကြည်ကအစာနေပြီးမနေ့စာအတွက်ကြောက်ကြောနေ့လယ်စာအတွက်ထမင်းနှင်းငင်နဲ့အသားနဲ့ငါးတို့ကိုစားကြောင်းညစာအတွက်ပေါင်မုတ်စားကြောင်းရည်သားထားပါတယ် ဒေါံစန်းစုကြည်ဟာစစ်တပ်အာဏာသိမ်းချိန်2021ခုနှစ်ကစလို့စစ်တပ်ကထုတ်ဝေနေတဲ့သတင်းစာများကိုဖတ်ရှုရကြောင်းလည်းသိရပါဗျ။မှတ်တမ်းဖိုင်ထဲမှာခေါင်းဆောင်တို့ကိုဆွဆွဲဖို့တရားခွင်ထဲမှာ NLD အစိုးရလက်ထက်ကဒုသမ္မတဖြစ်သူဥဟင်နရီဘန်တီယူကိုတပ်တွေဖြစ်လာရောက်ထွက်ဆိုနေတာလည်းမြင်ကြရပါဗျ။အတိုက်ခံခေါင်းဆောင်အာလူနီဘာကိုအတ္တမဖမ်းဆီးခဲ့တဲ့စစ်ကောင်စီဟာဥဟင်နရီဘန်တီယူကိုတပ်တွေဖြစ်အုံချပြီးနောက် 2023ခုနှစ်မှာတော့ကာလုံစည်းဝေးမှာထပ်မံတုံးချပါတယ်။အဲ့ဒီနောက်တော့ယာတူးကအနားပေးတယ်လို့ကြေညာခဲ့ကြပြန်ပါတယ်။မနေ့ပြန်ဇွန်လ19ရက်နေ့မှာလူမှုကောင်းဆောင်ရဲ့အသက်80ပြည့်မွေးနေ့ကိုတော်လန်ရေးအင်အားစုတွေကနှီးပေါင်းစုံနဲ့ကျင်းပဖို့ကြိုးစားနေပြီးစစ်တောင်းမြစ်တာများပို့သနေကြပါတယ်။အနာသိစစ်တပ်ကတော့စစ်ကောင်စီကိုဖွဲ့စည်းထားပြီးပြည်သူတော်လှန်ရေးကိုဖြိုခွင်းဖို့စူးစမ်းနေရဆဲဖြစ်ပါတယ် ြည်သူနဲ့လူထုခေါင်းဆောင်ကိုလည်းအဆက်ဖြတ်လိုက်ကာဘယ်မှာအကျဉ်းချထားကြောင်းကျမ်းမာရေးအခြေအနေမြည်သူရှိကြောင်းကိုပါအသိမပေးဘဲဖုံးကွယ်တည်င်းဖြတ်တောက်ထားတာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်စီကိုအာခံပုံကံတော်လှန်နေတဲ့တော်လှန်မှုပညာရှင်73ဦးကိုနိုင်ငံသားအဖြစ်ကနေရက်စဲရုပ်သိမ်းတယ်လို့အာဏာသိမ်းစစ်ကောင်စီကကြေညာထုတ်ပြန်ခဲ့ပါတယ် ဇွန်လ18ရက်နေ့မနက်10:00နာရီခန့်မှာစလို့ဒီသတင်းကိုစစ်တပ်ဒေါက်တိုင်သတင်းပလက်ဖောင်းတွေကထုတ်ပြန်ဖြန့်ဝေလာတာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုရေးသားဖော်ပြရမှာတော့မြန်မာနိုင်ငံရဲ့အကျိုးကိုထိခိုက်စေနိုင်သောလွတ်ဆောင်ချက်များပြုလုပ်ခဲ့ကြသဖြင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှ60ခုနှစ်အရဖွဲ့စည်းသည့်ဗဟိုအဖွဲ့မှပုံမှ68ပါလွတ်ပိုင်ခွင့်ကိုကျင့်သုံးလျက် ပုံမှန်16ဖြစ်ရင်ရုပ်ရှင်သရုပ်ဆောင်ဆိုတော်နဲ့အနုပညာရှင်73ဦးကိုနိုင်ငံသားအဖြစ်မှရက်စဲကြောင်းရေးသားဖော်ပြထားပါတယ်။အဆိုပါအနုပညာရှင်များကတော့အဆိုတော်ဖြူဖြူကျော်သိန်းဒရိုက်တာနာကြီးဒရိုက်တာကိုပေါ့အဆိုတော်လင်းလင်းအဆိုတော်ချမ်းချမ်းသရုပ်ဆောင်အကယ်ဒမီပိုင်ဖြူသူတရုတ်ဆောင်မြန်နိုအေးအဆိုတော်အာဇာနီမင်းသားခါရာရုပ်ရှင်အနုပညာရှင်ကြီးဥစဉ်ဝိုင်းအဆိုတော်ဝင်းနိုင်စိုးဒရိုက်တာပြည်ဟိန်တီဟာတရုတ်ဆောင်အောင်မြင့်မြတ်တို့ဖြစ်ကြပါတယ်။ဒီသတင်းထွက်လာပြီးနောက်မှာပဲ တော်လန်ရေးရန်ပုံငွေပွဲများစွာမှာဥဆောင်ပါဝင်နေသူခါရာကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့တာကတော့နိုင်ငံသားဖြစ်စရာမလိုဘူးလူသားဆန်ဖို့ပဲလူရယ်ဟူ၍ဖြစ်ပါတယ်ပြီးကြတဲ့2022ခုနှစ်မှာလည်းအာနာသိန်းစစ်ကောင်စီကအမျိုးသားညွရေးအစိုးရ UNG ဝန်ကြီးများအပါအဝင်တော်လန်ရေးပတ်တော်သားများကိုနိုင်ငံသားဖြစ်ကနေရက်စဲကြောင်းထုတ်ပြန်ကြေညာခဲ့ပါသေးတယ်တော်လန်ရေးဆိုရအန်ယူဂျီကလည်းစစ်ကောင်စီလက်အောက်ခံတွေကိုအေးအေးယူမီဖြစ်ကြောင်းယာရုမထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်းအပြန်အလှန်ကြေညာလေးရှိကြပါတယ်ခင်ဗျာ။ ကရင်ပြည်နယ်တွင်းမှာတော့ယနေ့ဇွန်လ18ရက်နေ့မနေ့ပိုင်းကစလို့ကော့ကရိတ်အင်ဂျီလန်ပိုင်းမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ရန်သူစစ်ကောင်စီတပ်သား20ခန့်တိုက်ဆုံခဲ့ပြီးဖြစ်ကြောင်းကိုတော့တော်လိုင်းရေးတရင်ရင့်မြစ်တွေကပြောဆိုနေကြပါတယ်။တိုက်ပွဲဖြစ်ရာနေရာတွေကတော့ကြုံတိုးမြို့နယ်ခုနှစ်တိုင်းရေဘူးပိုင်ရမုတ်ဝါနီးနဲ့အင်ဂျီရွာတို့ဘက်မှာဖြစ်တယ်လို့ဆိုပါတယ်။ခုနှစ်တိုင်းဘက်မှာဒီမနေ့ဆက်ကစား20ယောက်ကျော်ကြတယ်။ကို့ဘက်ကတော့လောလောဆယ်မရှိသေးဘူးပြောတယ်။မနေ့17နိုင်လောက်မှာကြုံတိုးဆက်ကစားတက်ကနေကော့ကရိတ်လမ်းပိုင်းခုနှစ်တိုင်းဘက်ကို အင်အား60ဦးရေခဲယံကာဒစီထပ်ဖို့တယ်လို့တော်လန်ရေးသတင်းရင်းမြစ်များကပြောပြပါတယ်။ယနေ့ဖြစ်ပွားနေတဲ့တိုက်ပွဲများမှာထူးခြားချက်ကတော့စစ်ကောင်စီနဲ့တော်လန်ရေးတပ်တို့ဟာဟောင်ဝေစာလက်နက်ကြီးများအပြိုင်ဆိုင်ပစ်ကတ်နေကြခြင်းဖြစ်ပြီးတော်လန်ရေးတပ်များဟာစစ်ကောင်စီစခန်းများကိုသိမ်းပိုက်ရာမှာရရှိထားတဲ့စစ်ကောင်စီရဲ့ဟောင်ဝေစာကိုပြန်လည်အုံချပြီးစစ်ကောင်စီကိုပြန်ပစ်နေနိုင်တာဖြစ်ပါတယ်။ကရင်ပြည်နယ်ကြုံတိုးမြို့မှာကြေးရွာများကိုစစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်သားများကိုပိတ်ဆို့ရာမှာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားနေကြောင်း ဆွဲလို့ခေါ်လံပြန်လွားစစ်ကြောင်းမှာတာဝန်ရှိသူတဦးကလည်းပြောဆိုထားပါတယ်ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကဆိုရင်လဲကျုံတို့မြို့မှာတဆင့်နွားကြံကုန်းနဲ့အင်းကြီးရွာကိုအကျန်းဖက်အဖွဲ့တပ်မ44နဲ့55စစ်ကြောင်းအင်အား150ခန့်လက်နက်ကြီးတွေဒရုန်းတွေယူဆောင်လာပြီးစစ်ကြောင်းထိုးရမှာပြန်လွားစစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းတပ်များကကြားပြတ်တိုက်ခိုက်လို့90ဦးထက်မနည်းသေဆုံးပြီး9ဦးဒဏ်ရာရကစစ်ကြောင်းတစ်ခုလုံးပြန်လည်ဆွတ်ခွာထွက်ပြေးသွားကြောင်းထုတ်ပြန်ထားတာရှိပါတယ် ဆွဲလို့ကော်လမ်ကထုတ်ပြန်ချက်ထဲမှာတော့စစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုကိုဒဏ်ပြန်ကာကွယ်တိုက်ခိုက်နိုင်ဖို့ဂျမားဝယ်ယူနိုင်ရေးကြိုးပမ်းလျက်ရှိတာကြောင့်ပြည်သူများဝိုင်းကူကြဖို့ကိုလည်းအကူအညီတောင်းခံထားတာတွေ့ရပါတယ်ကျုံတို့တို့ခွေမှာစစ်ကောင်စီစစ်ကြောင်းကိုခုခံနိုင်ဖို့လက်နက်ခဲယမ်းအင်အားတွေကအထက်လိုအပ်ချက်ဖြစ်တရှိနေစေဖြစ်ပါတယ်။ဆွဲလို့ကော်လာမတိုက်ပွဲဝင်ရဲဘော်တူကသူ့ရဲ့အထွေကြောင့်ကိုရေးသားဖော်ပြရမှာ။ရန်သူကဂျမားအားကိုနဲ့လှော့ခတ်နေတာဆိုတော့ဂျမားတလုံးလောက်လိုချင်တယ်ဗျာ။ ကတ်တောက်စစ်ကြောင်းဆိုတော့ငနေသားတွေက drone နဲ့ share ကိုကြိုက်တာဆိုတော့ခံရတာလဲလိတ်နေရောကိုကပြန်လှော်မယ်လို့တော့ဂျမာကကောက်ဖွေလိုက်ရောတဖက်သက်ကြီးကိုအချခံနေရတာလက်နဲ့ကြီးဆိုလဲဘာတွေနဲ့ပြင်းမမသိထွက်တန်တလုံးကြရင်ကွဲတန်အလုံး20လောက်ကွဲတယ်ဆိုတော့ကူညီနိုင်တဲ့လူတွေကကူညီကြပါဦးဗျာဂျမာဝယ်ဖို့ပက်ဆန်စုနေတာဝိုင်းပြီးကူစုပေးကြပါဦးမသေးရဲသေးလို့အကူညီတောင်းရခြင်းဖြစ်ပါတယ်ဟူ၍လက်နဲ့ခရရန်အင်အားနှဲပါမှုကိုထုတ်ဖော်ရေးသားထားပါတယ် မြဝတီကိုအင်အားပြေဖို့စစ်ကောင်စီရဲ့အောင်စီရပါဝင်စစ်ကြောင်းတိတိဟာတော်လိုင်းရဲ့နယ်မြေဖြစ်တဲ့ကော့ဂရိတ်ကြုံတို့တဝိုက်ကိုစိုးမိုးဖြတ်တန်းဖို့ကြိုးစားနေပေမယ့် KNL ဥဆောင်တဲ့တော်လန်တပ်ပေါင်းစုရဲ့ခုခံဟန်တားမှုအောက်မှာအခုလိုတက်လာနေစေအခြေအနေဖြစ်ပါရယ်ခင်ဗျာ ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့တိုက်ပွဲကတော့ရန်ကုန်ပြည်လန်းနဲ့မင်းလားမြို့နယ်အတွင်းဖြစ်ပွားခဲ့ပြီးစစ်ကောင်စီရဲ့ဒုပုံမှုကြီးဇော်မျိုးဝင်းအပါဝင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ပုံမှုခရိုင်မှုနဲ့မြို့မရဲစခန်းမှုအပါဝင်စစ်တပ်ဘက်မှ20ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသတင်းထွက်ပေါ်လာပါတယ်။ဒီသတင်းကိုတာယာဝတီခရိုင်အမှတ်3တပ်ရင်းမှတပ်ရင်းမှုဆရာလေးကမနေ့ကဇွန်လ18ရက်နေ့မှာအသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဇွန်လ16ရက်နေ့ကဆိုပါတိုက်ပွဲဟာ မင်းလာမြွနဲ့ဆင်အိုင်ချောင်းပေါက်ကြီးရွာကိုအကြမ်းဖက်ခတ်လိုက်ရတဲ့လက်အောက်ခံစစ်သားများနဲ့ပြူစောတိအင်အား60စစ်ကြောင်းထုံမှုကိုတော်လိုင်းတပ်တွေကစောက်ကြိုပစ်ခတ်ရမှာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။55မိနစ်ကတိုက်ပွဲပြီးမှရန်သူများထိနာတိုက်ဆုံပြီးမိမိတို့တပ်များထိခိုက်မရှိခဲ့ပါဘူး။ဇွန်လ16ရက်နေ့ညနေမှာလဲမင်းလာမြွနဲ့အပန်ရှိစစ်ကွင်းတာဆုံရဲကင်းစခန်းကရန်သူတွေကိုထပ်မံတွားရောက်တိုက်ခတ်ရာရန်သူ9ဦးတိုက်ဆုံခဲ့ပါသေးကြောင်းတော်လိုင်းဘက်ကထုတ်ပြန်ပါတယ်။ ညနေ9:30မိနစ်ခန့်မှာလဲစင်အိုင်ချောင်းပေါက်မှတစင်စစ်ကူလာတဲ့အင်အား25ဦးပါဖောကာဒစီကိုလဲရှန်တော်ကြည်ရွာနီမှာထပ်မံတိုက်ခိုက်ပါတယ်ကာဒစီလုံးပျက်စီးတယ်လို့ဆိုပြီးရန်သူထိခိုက်မှုကတော့15ဦးခန့်လို့တော်လိုင်းရေးဘက်ကပြောပါတယ်တိုက်ပွဲများပြီးစုံစမ်းမှုတွေရထပ်မံသိရတာကတော့တာယရီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးစော်မျိုးဝင်းအုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူး ခရိုင်ရဲမှုစင်တအူးမြို့မရဲစခန်းမှုတအူးအပါဝင်တပ်သား20ဦးထက်မနည်းသေဆုံးရမှာပါဝင်ခဲ့တယ်လို့လူပြောများခဲ့ပါတယ်။ရန်သူထိခိုက်မှုအပြင်တိုက်ပွဲတွင်အချမ်းဘက်စစ်ကောင်စီတိုက်ရဲပစ်ခတ်မှုကြောင့်ပြည်မြို့ဘက်ရှိမင်္ဂလာဆောင်မှပြန်လာတဲ့ပြည်သူ3ဦးသေဆုံးခဲ့ရတယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်။ဘကိုးတိုင်းတွင်မင်းလာမြို့နယ်ရှိတိုက်ပွဲဖြစ်ပွားနေရအများစုကို PDF တွေကစုံမထားပြီးစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲများအခုလိုပြင်းထန်နေကြတယ်ဖြစ်ပါတယ်ခင်ဗျာ။ လာရှိုးမြို့တိမ်ပွဲမှာဖမ်းမိခဲ့တဲ့စစ်တုပ်ပန်းတွေကို MNDAA ကလွှတ်ပေးလိုက်ပြီးနောက်စစ်ကောင်စီကထောင်ချပြီးတည်တံအပါဝင်ကြီးလေးတဲ့ပြစ်ဒဏ်တွေကိုချမှတ်နေကြောင်းသိရပါဗျ။ဇွန်လ16ရက်နေ့မှာကိုကန့်တပ်ဘက်ကလွှတ်ပေးလိုက်သူ90ဦးထက်မနည်းမှာရမကတိုင်းစစ်အရာရှိများပါဝင်ပြီးစစ်ခုံရုံတင်စစ်ဆေးအပြစ်ပေးမှုကိုခံနေကြပါဗျ။သူတို့ကိုစစ်ကောင်စီတပ်ကလာရှိုးမြို့အမှတ်၁စခန်းမှာဖမ်းဆီးချုပ်နှောင်ထားကြောင်းသတင်းရရှိပါဗျ။ထောင်ကပြင်နာမပြီးသေးဘူး။ခိုးဆိုးလူနိုင်တွေနဲ့တခန်းထဲထားတယ်။ အဲကွန်းခန်းထဲမှာလက်မှတ်လေးထိုးပြီးခိုးတဲ့သူတွေနဲ့ခစ်ပြက်လို့လိုက်ခိုးတဲ့သူတွေနဲ့အချုပ်ထဲမှာအတူတူရှိနေကြတဲ့အကြောင်းလာရှိုးမြုပ်ကန်သတင်းရင်းမြစ်ကပြောပြပါတယ်။ MNDA ကပြန်လွတ်ပေးလိုက်တဲ့အရာရှိတွေကိုလက်ရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမှုချုပ်အေးမင်းဦးကလာရောက်စစ်ဆေးမယ်လို့သတင်းရထားပါတယ်။1027စစ်စင်ရေးအတွင်းရမခပါဝင် လာရှိုးမြုပ်ကို MNDA က2024ဩဂုတ်မှာတင်ပိုက်ခဲ့ကြတာပါ။မြို့သိမ်းတိုက်ပွဲမှာအရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘုံချုပ်စိုးတင့် တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်တန့်တင်စိုးအမတ်တစကခအမှုဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့နဲ့အတူစစ်ကောင်စီအရာရှိများနဲ့တပ်ဖွဲ့ဝင်များမိသားစုများ4800ကျော်ကို MNDA ကဖမ်းဆီးခဲ့တာပါအခုချိန်မှာတော့တရုတ်ရဲ့ဂျာဝင်ဖြည့်ရှင်းခွဲရန်ချမှုအတိုင်းစစ်ကောင်စီနဲ့ MNDA နှစ်ဖက်လုံးလိုက်နာပြီးနယ်မြေခွဲဝေနေရာယူမှုနဲ့အတူတုတ်ပန်းများပြန်အပ်ပေးတာတွေလုပ်နေကြတာဖြစ်ပါတယ်စစ်ကောင်စီကစစ်ခုံရုံးဆုံးဖြတ်ချက်အတိုင်း ဗိုလ်မှူးချုပ်ထွန်းထွန်းမြတ်အပါဝင်၃ဦးကိုတည်တံချလိုက်ပြီးကြံ၃ဦးကိုတော့ထောင်တန်းတသက်တကျွန်းချလိုက်ကြောင်းသတင်းများထွက်ပေါ်နေပြီးစစ်ရှုံးကောင်စီကတော့၎င်းတို့ဘက်ကတပ်တွင်းဆုံးဖြတ်ချက်သတင်းတွေကိုအမှောင်ချထားပြီးထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူးခင်ဗျာဇွန်လ16ရက်နေ့ကဗကောတိုင်းပေါန့်တယ်မြို့နယ်တွင်တိုက်ပွဲမှာစစ်ကောင်စီဘက်မှ၄ဦးသေဆုံးခဲ့ကြောင်း PDF တပ်ရင်363 1စစ်ထောက်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကမနေ့ကဇွန်လ17ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ် ဇွန်လ16ရက်နေ့မနက်09:59မိနစ်ခန့်ကပေါန့်တယ်မြို့နယ်တစ်ပုတ်ကြီးရွာအုပ်စုနတိုးရွာနဲ့နွေးတောင်ရွာအကြားတွင်၃နိုင်ကျော်ကြာတိုက်ပွဲဖြစ်ခဲ့တာပါရန်သူအင်အားကတရာခန့်ဖြစ်ပြီးလူသားတတိုင်းဖြစ်အုံချမှုတွေကြားမှာတော်လိုင်းတပ်တွေကခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်တိုက်ပွဲပေါ်ဆောင်မှုကိုတော့ viewer 21လောက်ကန်တပ်ရင်း36တုံးရက်စနိုက်ပါအဖွဲ့နဲ့တပ်ရင်းစစ်ကြောင်းတို့ကပြုလုပ်ခြင်းဖြစ်ပြီးစစ်ကောင်စီဘက်မှ၄ဦးသေဆုံးတဲ့အပြင်၃ဦးလက်ဒဏ်ရာရသွားပါတယ်ကျွန်တော်တို့ပြစ်ခတ်တိုက်ခိုက်မှုအတွင်မှာ မိရှုပြီးသားအလောင်းတွေရရန်သူရဲ့တိတ်ဆုံတဲ့အကြီးအတွက်ဘလောက်ဆိုတာသိရတာပါတိုက်ခိုက်ခံရပြီးတဲ့နောက်တော့ပောက်ခေါင်းမြွနယ်ဘက်ကိုပြန်ဆွတ်ကွာသွားပါတယ်လို့ PDF တပ်ရင်363တက်စစ်တောက်လိုင်းကြီးနဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြပါတယ်ပြည်ခရိုင်ပောက်ခေါင်းမြွနယ်တွင်းရှိကန်ကျင်းအိုင်ဆောက်စတဲ့ကြေးရွာများဘက်ကိုစစ်ကောင်စီရဲ့အင်အား150ခန့်စစ်ကြောင်းလဲထပ်မံစစ်ကြောင်းထုတ်နေကြောင်းအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ